ဒရီဘာဂါတို့တာမီကအမေရိကန်လူမျိုးတွေဖြစ်ပေမဲ့တရုတ်နိုင်ငံကိုပြောင်းလာပါတယ်။ဒရီဘာဂါကတော့နေရာပြောင်းလာရလို့တငယ်ချင်းနဲ့လည်းခွဲကြရလို့စိတ်ပြတ်နေပါတယ်။တရုတ်မှာသူတို့တာမီကိုအင်ရှာပေးတဲ့သူကလည်းဒရီဘာဂါတို့တာမီငှားထားတဲ့အင်ပန်ရှင်တရုတ်ကြီးကအင်္ဂလိပ်စကားနည်းနည်းမှမပြောတတ်လို့တခုခုလိုလာရှိရင်အင်္ဂလိပ်စကားပြောတတ်တဲ့ Mr. Ham ကိုအကူအညီတောင်းဖို့မှာသာပါတယ်။နောက်တစ်နေ့မှာပဲရေမလာလို့ဆက်ပြင်စရာ Mr. Ham ကိုဒရီကသွားခေါ်ပါတယ်။ Mr. Ham ကသူ့ဘော်အာယုံမရှိတာကြောင့်ဒရီလည်းတာဝန်ကျေပဲပြောပြီးထွက်လာခဲ့ပါတယ်။ အပြင်ဘက်မှာတော့တယောမလေးတယောက်ကတယောတလက်နဲ့ထိုင်နေတာတွေ့လို့ဒရီကသွားနှုတ်ဆက်ပါတယ်။ကောင်မလေးနာမည်ကမေရင်ဖြစ်ပြီးအင်္ဂလိပ်စကားနဲ့အနေအချင်းပြောတယ်လို့အပြန်အလှန်နှုတ်ဆက်ရင်ခင်သွားကြပါတယ်။ဒရီကပထမဆုံးရတဲ့တငယ်ချင်းနဲ့မိတ်ဆက်နေတော့ချမ်းလို့ခေါ်တဲ့ကောင်လေးနဲ့သူ့တငယ်ချင်းတအုပ်ရောက်လာပါတယ်။ချမ်းကမေရင်ကိုသဘောကျနေရကြောင်းဒရီလာနှုတ်ဆက်တာကိုမကြိုက်ပဲမေရင်ကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။မေရင်နဲ့ချမ်းတို့ကမိဘချင်းနဲ့ဂျင်းနေကြပါတယ်။ဒရီကမထွက်သွားခင်မှာပဲစကားများနေရကြောင်း ဒရီကိုချန်ကကွန်ဖူကွက်နဲ့ကင်ပေါက်လိုက်ပါတယ်။ဘာမှပြတ်မလုံးနိုင်မဲ့ခံလိုက်ရလို့ဒရီလည်းရှက်သွားပါတယ်။နောက်ရက်ကြောင်းမှာသူတို့ဆုံကြတော့တူမကင်တက်တဲ့ဒရီကိုမေရင်ကကူညီပေးပါတယ်။တနေ့ကခံလိုက်ရတာကိုမမေ့တဲ့ဒရီကကြောင်းကပြန်လာတာနဲ့ TV မှာပြသမျှကွန်ဖူကွက်တွေကိုလိုက်လေ့ကျင့်နေပါတယ်။အဲဒီအချိန်ရေဘူးဆန်းကိုပြင်ဖို့ရောက်လာတဲ့မစ္စတာဟန်ကဒါကိုတွေ့တော့ပါတယ်။ဒရီလုံးနေရတယ်ကိုမစ္စတာဟန်ကရေဘူးဆန်းပြင်ရင်နဲ့ကြည့်နေတာကြောင့်ဒရီလည်းမစ္စတာဟန်ကိုသဘောမကျသလိုရှိနေခဲ့ပါတယ်။ ရီရဲ့တာဝန်တွေထဲမှာလမ်းမှာချမ်းတို့အုပ်စုနဲ့ရောင်တော့မစုံမိလေအောင်ရှောင်ရတဲ့အလုပ်တစ်ခုတိုးလာပါတယ်ဒါပေမဲ့စုံပြအောင်စုံပါတယ်ငွေတွေကတရုတ်ကိုမလာခြင်းခဲ့တဲ့ဒရီကနိုင်ကျင်းမှာခံရတော့မပြောတော့ပါဘူးကွန်ဖူးကိုစိတ်ဝင်စားတဲ့ဒရီကိုသူ့မိကကွန်ဖူးကျောင်းတစ်ခုကိုလိုက်ပို့ပါတယ်ဒရီလည်းကွန်ဖူးလေးကျင့်နေတဲ့တင်နာတွေကိုသဘောအချာကြီးကြနေခဲ့ပြီးမြဲအခန်းတစ်ခုထဲမှာတော့ပြိုင်ဝဲဝင်မှုရွေးထားတဲ့လေးစင်တွေကိုလေ့ကျင့်ပေးနေတာကိုတွေ့လိုက်ရပါတယ်တေချာကြည့်တော့မှအဲ့ဒီထဲမှာချမ်းလဲပါနေပါတယ်ဒါကိုမြင်ရတဲ့အချိန်ဒရီမျက်နှာကပြုံးနေကင်းစင်သွားပြီးကွန်ဖူးသင်ကျင်တဲ့စိတ်တွေလည်းမရှိတော့ကြောင်းသူ့မိကိုပြန်ဖို့ပြောပါတယ် ချမ်းတို့အဖွဲ့နဲ့မတွေ့အောင်ရှောင်းနေရကနေကြတော့ဒရီတယောက်ပြန်လက်စားချေကျင်လာပါတယ်ဒါပေမဲ့တိုက်ခိုက်ရင်းနဲ့မရှင်နိုင်တာကြောင့်ချမ်းတို့အဖွဲ့ကိုဘွဲရည်တွေနဲ့ပတ်ပြီးထွက်ပြေးပါတယ်ချမ်းတို့အဖွဲ့လည်းအတိကျေလိုက်ပြီးဒရီကိုတမကြပါတယ်သူတို့ထိုးကြိတ်တာခံရတော့မစ္စတာဟန်ရောက်လာပြီးရံပွဲကိုရက်လိုက်ဖို့ပြောပါတယ်မစ္စတာဟန်ကအကုန်လုံးကိုအိမ်ပြောင်းဖို့ပြောပြီးမြိုင်ပွဲအတွက်လေရွေးစဉ်ရွေးခံရရလို့ကိုကိုအထင်ကြီးနေတဲ့ကွန်ဖူပေါက်ဆာလေးတွေကိုမစ္စတာဟန်ကကလေးတွေမို့မတိုက်ခိုက်ခြင်းလို့သူတို့အချင်းချင်းပဲပြန်ထိုးမိအောင်လုပ်လိုက်ပါတယ် အကောင်လုံးပေါက်သွားတော့မှမစ္စတာဟန်ကဒရေကိုအင်ခေါ်သွားပြီးတရုတ်ရိုးရာနီနဲ့စေကူပေးပါတယ်ဒရေကမစ္စတာဟန်ကိုစက်ပြင်သမားမှုကွန်ဖူတက်မယ်လို့လုံးဝမထင်ထားခဲ့ပါဘူးသူတို့အချင်းချင်းပြန်ထိုးမိအောင်မစ္စတာဟန်လိုလိုက်တော့ကိုဒရေကသဘောကျနေပါတယ်ဒေါသကြီးနေတဲ့သူတို့ကိုသူတို့အချင်းချင်းပြန်တိုက်ခိုက်အောင်လုပ်တာကအထီးရောက်ဆုံးပဲလို့မစ္စတာဟန်ကရှင်းပြပါတယ် ဂျွေကသူ့ကိုကွန်ဖူးသင်ပေးနိုင်မလားမေးတော့သင်ကျင်တဲ့ရွေချက်ကဘာလဲလို့မစ္စတာဟန်ကပြန်မေးပါတယ်ကွန်ဖူးကတိုက်ခိုက်ဖို့မဟုတ်ပဲငြိမ်းချမ်းရေးကိုပေါ်ဆောင်ဖို့ဆိုပြီးရန်ဖြုတ်ကိုသင်မာကိုမလိုလားတာကြောင့်မသင်ပေးပဲပြန်လွှတ်ပါတယ်ဒီကလေးရရန်လို့နေရလဲသူတို့ဆရာမကောင်းလို့လို့မစ္စတာဟန်ကပြောပါတယ်ဒရီကသူ့ကိုမတင်ပေးချင်ရင်ကွန်ဖူးเจ้าမှာလိုက်တော့အပေးလို့တောင်းဆိုပါတယ်ဒီလိုနဲ့ဒရီကိုကွန်ဖူးသင်တန်းเจ้าကိုလိုက်အပေးပြပါတယ်ငကနီကွန်ဖူးသင်တန်းเจ้าရဲ့ဆရာမှာမူတခုရှိပါတယ်ဒ ဒါကတော့ဘေးကျင်းမှာဖြစ်ဖြစ်တင်တန်းမှာဖြစ်ဖြစ်ပြိုင်ပွဲမှာဖြစ်ဖြစ်ပြိုင်ဘက်ကိုမညာရဘူးဆိုတာပါပဲ။ Mr. Han ကိုတွေ့တော့ Chang ကသူတို့ကိုထိုးခဲ့တဲ့သူဖြစ်ကြောင်းဆရာလီကိုပြောပြလိုက်ပါတယ်။ဆရာလီကကလေးတွေကိစ္စကိုဘာလို့ဝင်ပါလာလဲမေးတော့ Mr. Han ကတယောက်ချင်းစုံဝင်မှာမဟုတ်ပဲအများနဲ့တယောက်မှဝင်ပါတာဆိုပြီးပြောပါတယ်။ဆရာလီကဒါဆိုလဲမျှတော့အောင်သူတစ်ပည့်တယောက်နဲ့ Dre ကိုတယောက်ချင်းချခိုင်းဖို့ပြောပါတယ်။ Dre ကဘာကွန်ဖူးမှမတက်တာကြောင့် Mr. Han ကဒီကိုရန်ဖြစ်ဖို့လာတာမဟုတ်ဘူးဆိုပြီးထွက်သွားဖို့လုပ်ပြီးမယ်ဆရာလီကသူတစ်ပည့်တွေကိုထိုးချိန်ပြီး ူ့ကိုပါမလေးမစားဘူးဆိုပြီးမစ္စတာဟန်ကိုထွက်သွားဖို့မပြုပါဘူးမစ္စတာဟန်ကဒရေနဲ့ဒီမှာမတိုက်ပဲပြိုင်ပွဲမှာတိုက်ကြမယ်လို့ပြောပါတယ်ပြီးတော့ဒရေလေးကျင့်နေတဲ့ကာလမှာဒရေကိုထပ်ပြီးမနှောက်ရှက်ဖို့သူ့တပည့်တွေကိုပြောထားဖို့ဆရာလီကိုပြောလိုက်ပါတယ်ဆရာလီလည်းချက်ချင်းပဲသူ့တပည့်တွေကိုပြိုင်ပွဲပြီးခင်ဒီဒရေကိုမနှောက်ရှက်ဖို့သူ့တပည့်တွေကိုမှားလိုက်ပါတယ်ပြိုင်ပွဲနေ့မှာပေါ်မလာရင်တော့နှစ်ယောက်စလုံးမလွယ်ဘူးလို့လည်းသတိပေးလိုက်ပါတယ် မစ္စတာဟန်စီကလည်းတင်ခွင့်ရတော့မှာမို့စနေနေ့မှာတော့မနန်စောကြီးတက်တက်ကြွကြွနဲ့ဒရီကအိမ်ကထွက်သွားပါတယ်။ဘေကျင်းရဲကသူ့သားဒီလိုတက်ကြွနေတာမျိုးကိုမြင်ရတာပထမဆုံးပဲမို့သူ့မိလည်းအံ့ဩနေခဲ့ပါတယ်။မစ္စတာဟန်ရဲ့အိမ်ထဲကိုဝင်ချင်းပါပဲကားစုပ်တစ်စီးကိုတွေ့လိုက်ရလို့ဒရီတယောက်ထူးဆန်းနေပါတယ်။ကွန်ဖူတီးယားမှာမို့တက်ကြွနေတဲ့ဒရီကိုမစ္စတာဟန်ကသူချုပ်ခဲ့တဲ့ဂျာကင်ကိုပြန်ကောက်ခိုင်းတမ်းမှချိန်ခိုင်းပြန်ကောက်ခိုင်းတမ်းမှချိန်ခိုင်းပြန်ယူခိုင်းပြန်ဝစ်ခိုင်းပြန်လှုပ်ပစ်ခိုင်းဒါကိုပဲထပ်တလဲလဲလုပ်ဖို့မှားနေပါတယ် တနေ့လုံးကြာခင်ကိုချွတ်လိုက်ဝက်လိုက်ပြက်လိုက်တမ်းပေါ်ချိတ်ခိုင်းလိုက်ဒါပဲလောက်ခိုင်းပြီးပြန်ခိုင်းလိုက်ပါတယ်နောက်နေ့တွေလည်းဒါကိုပဲအစမပြက်လောက်ခိုင်းနေပြီးမိုးရွာရင်ထီးတောင်စောင်းပေးလိုက်ပါသေးတယ်ဒါနဲ့လုံးနေရတာကိုမလုံးချင်လို့ဂျာခင်ကိုအိမ်မှာမှပဲထားရင်လည်းပြန်ယူခိုင်းပါတယ်သူဒါရီလုံးနေတဲ့အချိန်မစ္စတာဟန်ကသူ့ရဲ့ကားစုပ်ကြီးကိုပဲအချိန်ပြည့်ပြင်နေပါတယ်ဒါကိုပဲအချိန်တိုင်းလုံးနေရလို့ဒရိဗာကတယောက်စိတ်ပြက်နေပြီမဲ့เจ้ามาတော့လက်တော့အနိုင်ကျင့်မခံရတော့ပဲမေရီနဲ့လည်းလိုလက်လျှောက်သွားလို့ရတာကြောင့်အတော်လေးကိုအဆင်ပြေပါတယ် နောက်ဆုံးဒါတွေကိုဆက်မလုပ်ချင်တော်တွေကဒီလိုကွန်ဖူးမဟုတ်တာကိုသင်မယ်စားဟိုကောင်ဒီစီပဲသွားနိုင်ချင်းခံတော်မယ်လို့စိတ်ပြက်လက်ပြက်နဲ့ပြောပြီးထွက်သွားဖို့လုပ်ပါတယ်ဒီမှာမစ္စတာဟန်ကသူနေတိုင်းလုံနေတာဖြစ်တဲ့ဂျာကင်ကောက်တာဂျာကင်ဝစ်တာကအစာကွန်ဖူးဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်ဂျာကင်ဝစ်လိုက်ချွတ်လိုက်လုတဲ့လက်ထဲမှာအားထည့်ရင်တိုင်းကွက်ဖြစ်လာသလိုဂျာကင်ကိုပြန်ကောက်တဲ့အခါမှာလည်းဒါကရှောင်းတဲ့အကွက်ဖြစ်ပါတယ်နေ့စဉ်လုံနေသမျှအရာအားလုံးကကွန်ဖူးပဲလို့မစ္စတာဟန်ကပြောပါတယ် ဂျာကင်ချွတ်တာဝတ်တာကိုအကြိမ်တစ်ထောင်လေးကျင့်ထားတဲ့ trade အတွက် Mr. Han ရဲ့တိုင်းကွက်တိုင်းကိုအလိုလိုရှောင်နိုင်နေပါတယ်။နောက်တစ်နေ့မှာတော့ခြီဆိုတဲ့အတွင်းအားကိုတင်ပေးဖို့ Mr. Han က trade ကိုတောင်တစ်ခုစီကိုခေါ်တော့ပါတယ်။တိုင်းကွက်တိုင်းကအတွင်းအားထည့်လိုက်ရင်ခြီဖြစ်သွားတယ်လို့ရထားအောင်မှရှင်းပြပါတယ်။တောင်ပေါ်ရောက်တော့အဲ့ဒီမှာတိုင်းလေးကျင့်နေသူတွေများစွာကို trade တွေးခဲ့ရပြီးသူစစံမွေနဲ့လေးကျင့်နေတဲ့အမျိုးသမီးကို trade စိတ်ဝင်စားခဲ့ပါတယ်။ဒါနဲ့ပဲ Mr. Han ကိုအဲ့ဒီမျိုးသမီးကိုမွေကလိုက်တူးနေလာတာလို့ပြောတော့ မွေကသာအဲ့ဒီမျိုးသမီးကိုပြန်တူပနေတာလို့ပြောပြလိုက်ပါတယ်တဖက်ကမွေရဲ့လှူရှာမှုကိုခံစားပြီးကိုယ်စိတ်ကိုတည်ငြိမ်အောင်ထားပြီးမွေကိုသူ့လိုလိုက်ပြီးတော့ညှိနေတာဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်အဲဒီနောက်တောင်ပေါ်ရေကိုတောက်ခိုင်းပြီး Dree ကတော့အချိန်ရှိတိုင်းမွေနဲ့အမျိုးသမီးလိုသူ့အမေကိုကြိုးစားကြည့်ပါတယ်။နောက်ရက်ဒီမှာလည်း Mr. Han က Dree ကိုနှီးမျိုးစုံနဲ့လေ့ကျင့်ပေးခဲ့ပါတယ်။တရက်မှာတော့ထူးထူးဆန်းဆန်း Dree ကိုနားရက်ပေးလိုက်ပါတယ်။သင်တန်းပိတ်လို့ Dree လည်းမေနဲ့သွားတွေ့ပါတယ်။မေကဂီတပြိုင်ပွဲဝင်မှုပုံနှီးစက်နေလို့စိတ်ဖိစီးနေပါတယ်။ဒါကြောင့်စိတ်ဖိစီးမှုတွေပြေသွားအောင် ကျောင်းတည့်ရဲ့ပြေပြီးရှောက်လေဖို့မေကိုခေါ်သွားပါတယ်။ဒရီနဲ့မေလိုရှောက်သွားရင်ပျော်နေခဲ့ကြပြီမယ်။လူရွေးပွဲကဒီနေ့ကိုပြောင်းလိုက်တဲ့အကြောင်းမေစီကိုဖုန်းဝင်လာပါတယ်။မေကရောက်တာနဲ့နည်းနည်းနောက်ကျသွားပြီမယ်။အကောင်းဆုံးဖြစ်အောင်ကြိုးစားတိခတ်ခဲ့ပါတယ်။ဒါပေမဲ့လူကုန်နဲ့မိသားစုဖြစ်တဲ့မေရဲ့မိသားတွေကမေကျောင်းပြေးတယ်ဆိုတာကိုသိသွားပြီးသူတို့တမိလူပေါင်းမှားနေတယ်ဆိုပြီးဒရီကိုဆက်သွယ်ဖြတ်ခိုင်းပါတယ်။ ဂျရီလည်းဝမ်းနဲ့သွားတာကြောင့်အိမ်လည်းမပြန်ခြင်းသေးလို့မစ္စတာဟန်စီသွားပါတယ်မစ္စတာဟန်ကသူတစ်ချိန်လုံးပြင်နေတဲ့ကားကိုရိုက်ခွဲနေပြီးလူကလည်းမူးနေပါတယ်တကယ်တော့မစ္စတာဟန်မှာဇနီးနဲ့ဆယ်နှစ်အရွယ်သားလေးရှိပြီးမိုးတဲတဲ့ညတကြမှာကားပေါ်မှာမိမနဲ့စကားများပြီးကားအစီတန်းဖြစ်ခဲ့တာကြောင့်မိမနဲ့သားလေးကိုဆုံးရှုံးခဲ့ရပါတယ်။ဒါကြောင့်သူ့ကိုယ်သူအပြစ်ပေးဖို့အတွက်ကားကိုတစ်နှစ်လုံးပြင်ပြီးရင်ဒီနေ့ဆိုရင်ကားကိုပြန်ဖြက်စီးတတ်ပါတယ်။ အတိတ်ကစိတ်ဒဏ်ရာတွေကြပိတ်မိနေတဲ့ Mr. Han ကိုဒရီကအဲ့တဲကနေလွတ်မြောက်စေချင်ပါတယ်။ဒါကြောင့်နှစ်တိုင်းနှစ်တိုင်းဒီလိုနေဆိုသူဖြည့်ဆည်းထားတဲ့ကောင်မှအယမူပြီးငိုနေတတ်တဲ့ Mr. Han ကလည်းဒီနေ့မှတော့တိုင်းကစားရင်စိတ်ဒဏ်ရာကိုကျော်လွှားနိုင်ခဲ့ပါတယ်။နောက်ရက်တွေမှာလည်းဒရီကိုပို့ပို့ပြီးခတ်ခဲတဲ့သင်ကားစာတွေကိုလေ့ကျင့်ပေးပြီးမမြင်ကြွယ်ရာကတိုက်ခိုက်မှုတွေကိုလည်းရှောင်တိန်နိုင်အောင်လို့လေ့ကျင့်ပေးပါရတယ်။ဒီလိုနဲ့ဒရီကပြန်မုံမှုအသင့်ဖြစ်နေတဲ့အနေအထားကိုရောက်လာပါဗျ။ ပြိုင်ပွဲဝင်ရမယ့်နေရာမရောက်ခင်တရက်လိုမှာ Mr. Han က Dre ကိုသူတို့ပြိုင်ပွဲဝင်ရမယ့်နေရာကိုလိုက်ပြပါတယ်။နောက်ပြီး Dre ပြိုင်ပွဲမှာဝတ်ဖို့လက်ဆောင်ပေးပါတယ်။ Dre က Mr. Han ကိုတရုတ်အတန်တွင်နဲ့တောင်းမန်စာရေးခိုင်းပြီးမေရိုအင်ရှိကိုလာပြီးမေးမိပါတွေကိုတောင်းမန်စကားပြောပါတယ်။ပြီးတော့သူ့ပြိုင်ပွဲကိုလည်းလာကြည့်ဖို့ဖိတ်လိုက်ပါတယ်။မေရဲ့အဖေကလည်းသူတို့လာခဲ့မယ်လို့ကတိပြန်ပေးလိုက်ပါတယ်။နောက်ရမှာတော့မေရဲ့မိဘတွေနဲ့ Dre နဲ့အတူအားပေးနေကြပါတယ်။နဂနီចောင်းသားတွေကပြိုင်ဘက်ကိုမညာမတာထိုးကျိတ်နေတာတွေ့တော့ ရီနည်းနည်းတော့ကြောက်စိတ်ဝင်သွားပါတယ်။စီမင်းကစီဝင်းအပြင်ကိုထွက်သည်ဖြစ်စေအပေါက်တိတ်နိုင်သည်ဖြစ်စေနှမက်အရင်ရတဲ့သူကအနိုင်ရမှာဖြစ်ပါတယ်။ဒီလိုနဲ့အစင်းစင်းပြိုင်လာရင်ငကနီကျောင်းသားတွေကလည်းတော်သလိုဒရီကလည်းအစင်တိုင်းကိုအနိုင်ရခဲ့ပြီးစီမီဖိုင်နယ်မှာငကနီကျောင်းသားတယောက်နဲ့စုံပါတယ်။ဒီမှာဆီယာလီကစီမီဖိုင်နယ်မှာဒရီနိုင်သွားရင်တော့ဖိုင်နယ်မှာရှုံးမှုအတွက်သူ့ကျောင်းသားကိုဒရီကိုမနိုင်နိုင်အောင်ခြေချိုးပစ်ခဲ့ဖို့မှာတာပါတယ်။သူတပည့်တွေကလည်းခြံရင်းနဲ့မနိုင်တာတေချာသွားတော့ဒရီရဲ့ခြေထောက်ကိုချုပ်ကွက်နဲ့ချိုးလိုက်ပါတယ်။ တဖက်ကဥပဒေပြန်မကစားတာကြောင့်အလိုလိုနိုင်သွားပြီမဲ့ final ကစားဖို့အတွက်ခြေောက်ကျိုးသွားတာကြောင့်ဆရာဝန်ကဆက်ကစားဖို့မရတော့ဘူးလို့ပြောပါတယ်ဒရီကပြိုင်ပွဲကိုသူမနိုင်ရင်တစ်သက်လုံးချမ်းတို့ကိုကြောင်းနေရတော့မှာလို့ပြောပါတယ်ဒီပြိုင်ပွဲကိုသူရှုံးရင်တော့ရှားသလောက်ဝင်ပြိုင်ခြင်းတယ်လို့ပြောပါတယ် Mr. Han ကလည်းနောက်တိုင်းစေးနဲ့ကုလို့မရတဲ့ခြေောက်ကိုတရုတ်စေးနည်းပညာနဲ့ပဲရသလောက်ကုပေးလိုက်ပါတယ်ဒရီကကွင်းထဲကိုခြေောက်ကျိုးနဲ့ပဲဝင်လာခဲ့ပါတယ်ပွဲစတော့ဒဏ်ရာကြောင့်နှေးနေတဲ့ဒရီကိုချမ်းကဆင်းအောင်ပြုတ်ကျသွားအောင်ကန်လိုက်ပါတယ် ချမ်းကနိုင်ငံစိတ်ရှိပေမဲ့သူ့ဆရာထက်သာပြီးအားကစားစိတ်လည်းရှိတာကြောင့်မမျက်မတနဲ့ပြိုင်နေရတာကိုစိတ်ထဲမတင်မကျဖြစ်နေပါဗါးဒီလိုစိတ်ဖြစ်နေလို့ဒရီကိုတိုက်ရတာကခက်ခဲနေချိန်မှာဒရီကပြန်တိုက်လိုက်လို့ဒရီတမက်ပြန်ရသွားပါတယ်နောက်တစ်ချီကိုလည်းဒရီကပဲနိုင်သွားလို့ဆရာလီကမင်းပါကိုညှာနေတာလေငါမင်းကိုဗမာထားလဲဆိုပြီးခေါ်ဆူပါတယ်ချမ်းကလည်းဆရာစကားကြောင့်မညာတော့ပဲခြေောက်ကိုအဓိကထားပြီးတော့တိုက်ခိုက်လိုက်ပါတယ်နံမချင်းတူသွားတဲ့အတွက်နောက်ဆုံးအချီကိုနိုင်တဲ့သူကအနိုင်ရတော့မှာပါ ခြေတစ်ဖက်ကလုံးဝနာနေတာမလို့ဒရီလည်းဆက်ပြိုင်ရင်ရှုံးမှာမို့သူ့အတူခိုးနေတဲ့မွေးနဲ့တိုင်းချင်းနေတဲ့အမျိုးသမီးလိုခြေတော်တစ်ဖက်နဲ့ရက်ပြီးပြိုင်ပွဲရဲ့စိတ်ကိုဖက်ကြည့်ဖို့ကြိုးစားပါတယ်။သူ့ရဲ့စိတ်ကိုတက်နိုင်ဆုံးညင်အောင်ထားပြီးချမ်းရဲ့လှူရှားမှုနဲ့သူ့ရဲ့လှူရှားမှုနဲ့ထပ်ထူကြတဲ့အချိန်ကိုစောင့်ပါတယ်။ဒီလိုထပ်ထူကြတဲ့အခိုက်အတန့်တွေမှာလည်းချမ်းကဝင်တိုက်ခိုက်တာကိုရှောင်လိုက်ပြီးတပတ်လေတဲ့ကံကြံတဲ့ချမ်းကိုအမောက်သိမ့်လိုက်ပါတယ်။ ဒရီကချန်ပီယံဖြစ်သွားတော့ချန်ကသူ့ကိုယ်တိုင်ပဲဒရီကိုသူ့ပေးခဲ့ပါတယ်။ကွန်ဖူးဆိုတာအနိုင်ရလူစိတ်ရန်လူစိတ်နဲ့တိုက်ခိုက်ရတာမျိုးမဟုတ်ဘူးဆိုတာကိုသိသွားတဲ့ချန်တို့ဘက်ကမစ္စတာဟန်ကိုဆရာတင်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ဒီဘက်မှာတကယ်ရှုံးသွားတာကတော့ဆရာကိုယ်တိုင်ပဲဖြစ်ပါတယ်။